ျွန်တော် MMA ဘက်ကရောက်လာတာ2ချက်ရှိတယ်ပေါ့နော်ကျွန်တော်2023လောက်မှာတည်းကကျွန်တော် MMA စတင်နေပြီဘာကြောင့်လဲဆိုတော့ကိုအောင်လာကြီးအကြောင်းကျွန်တော်ဟို channel တစ်ကောင်မှာကျွန်တော်အဲဖတ်လိုက်ရတယ်ပေါ့နော်2023ကိုတော့တော်တော်ကြာပြီအခု2နှစ်လောက်ရှိပြီပေါ့နော်အဲ့တော့ကျွန်တော်လည်းငယ်ရွယ်သေးတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်ဖတ်လိုက်ရတဲ့အချိန်မှာဟောဒီကစားနေရစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့တန်လာကနဲ့ဘာညာဆိုတော့တကယ်ကိုကျွန်တော်ဘဝရဲ့ကျွန်တော်ခေရီယာရဲ့တကယ်ကိုအလင်းပြခဲ့တဲ့လူတွေပါပဲ Yeah right ဟိုကောင်းလာကြီးအများပြောရတာရှိတယ်ကျွန်တော်တို့ဒီဟို I am not good သူ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 အရန်ကောင်းကြီးရမဟုတ်ဘူး I am not perfect သူ perfect မဖြစ်ဘူး I am not talented သူသူကငိုရဲ talent ရှိရလို့မဟုတ်ဘူးဗျဒါပေမဲ့သူ့မှာတစ်ခုပဲရှိရသူသူသူတစ်ခုပဲအဲ့ဒါပါလို့ဆိုတော့သူမဆုံးမနဲ့ကြိုးစားတာဗောနော်အဲ့စိတ်ကတော့အဲ့အဲ့စိတ်တက်တစ်ခုရခဲ့တယ်ဗောနော်ဟိုပြောရရင်တော့ဗျာအာကျွန်တော်ဘဝရဲ့ငားရရခိုင်လုံးလုံးအထိကိုလွန်မိုးထားနိုင်တဲ့လူဗောနော်တကယ်ကျေးဇူးတင်ပါတယ် အဲဒီလိုမျိုး horror film မှာဖြစ်သွားတဲ့ပုံကိုယ်တွေရပဲအဲလုတ်ပေးမှာပဲကျွန်တော်တို့ဒီမြန်မာလက်ဝဲဆိုတာကိုလည်းလုတ်ပြီးမယ်ပြီးွားရင်ကျွန်တော်ဒီမြန်မာနိုင်ငံမှာ fighter ကောင်းတွေရှိပါလားဆိုတာကိုလည်းလုတ်ပြီးမယ်ဆိုတော့သူတို့လုဆောင်ချက်တွေကတကယ်ကိုကောင်းမွန်တဲ့လုဆောင်ချက်တွေပါပဲဒါကျွန်တော်တို့တော့မှမလုံနိုင်ဘူးဗျာတကယ်ကိုဒီလိုပုံကိုယ်တွေကလုတ်ပေးရတဲ့အတွက်ကြောင့်မလို့ဟိုကျေးဇူးတကယ်ကိုတင်ပါတယ်ဟုတ်ကျွန်တော်ကြေကွေးရတဲ့ဘိုင်းကတော့အများကြီးပဲပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟို ့ MMA ကိုစသတိအောင်မိတ်ဆက်ပေးခဲ့ရလဲအကူအောင်လာပဲလीဆိုတော့ဟိုကျွန်တော်ဒီနေရာပဲကောင်းလာတော့ဂါရဝပြုနေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီလက်ရှိကယ်ရီယာမှာလဲဟိုကျွန်တော်အခု MMA ကယ်ရီယာပေါ်မှာ shop line နေတယ်ဆိုတာလဲဟိုဟိုကောင်းလာတဲ့တော့ဟိုတင်းင်းသီးတော့မဆုံးဘူးဗောလေဒါပေမဲ့သူကျေးဇူးရအများကြီးပါပါတယ်။သူကျေးဇူးဟိုတဝက်ကကျွန်တော်ပေါ်ရဲမှာအများကြီးရှိတယ်ဗောနော်။ဆိုတော့သူကြောင့်မဲ့တီးခဲ့ရတာလीဆိုတော့ဟိုပြောင်းပြတတ်အောင်တော့ဖြစ်တာဗောလေကျွန်တော်လည်းမဟုတ်ပါဘူးတနင်္ဂနွေလုံးလဲစိတ်မကောင်းကြဘူးဆိုတော့လीဟုတ်ဟိုပြောင်းပြတတ်အောင်ပါပဲ။အဲကြည့်ပြီးတော့ ကျင်းနေရလဲဆိုတော့ဟုတ်ဟိုဘယ်လိုရပြရမလဲပေးတဲ့ကိုတို့ဖြောပြမှုပေးွားရလို့နေနေပေါ့နော်ဟိုပြီးတော့တချို့ကပြောကြရတာလုတ်ပွဲပိုင်းရတော့တကယ်တော့ဟိုကျွန်တော်ကျွန်တော်ဟိုဘဝနဲ့ချင်းပြီးအမခံရဗျာဟိုကိုအောင်လာကြီးကဘယ်တော့မှလုတ်ပွဲလုံးမဲ့လူမျိုးမဟုတ်ဘူးဗျာမနေ့ကကစားွားတာကဟိုပရမအချီမှာဆိုဗျာအာကိုအောင်လာသူတင်ကိုတင်သူထိုးရင်လေဒါပေမဲ့ကာတဇန်ကြီးကသူကအာဘယ်လိုခေါ်မလဲ ူဂုံမှုပေးခြင်းလည်းစိတ်ကများနေတာဗျာဘာလို့ဘာကြောင့်လဲဆိုတော့သူအနေနဲ့ကလည်းကာဒက်စတန်က35နှစ်ရှိပြီထင်တယ်35နှစ်ဆိုတဲ့အင်္ဂါတစ်ခုမှလည်းသူလည်းနားတော့မယ်အဲအွန်လိုင်းရကောင်လာရ40ကောင်လာရ40ဆိုတော့ဟိုဘယ်လိုခေါ်မလဲဟိုသူလည်းနားတော့နားရနေပြီလူတရားခလာချက်ကိုနားလေတယ်အဲ့ဒီပေါ်မှာသူဟိုအကောင်းဆုံးကောင်လာရနဲ့စော့ပေးသွားတယ်လို့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့နှစ်ယောက်လုံးမနေ့ကတော့တကယ်ကိုဂုံမှုထိုက်တဲ့ပွဲပါပဲပြီးတော့ဟိုကိုအောင်လာကြီးဟိုကျွန်တော်တို့ဒီဟို horror film မှာဖြစ်သွားတဲ့အတွက်လည်းကျွန်တော်ဂုံပြုပါတယ်ဗျာဟုတ် ကျွန်တော် MMA ဘက်ကရောက်လာတာနှစ်ချက်ရှိရယ်ပေါ့နော်ကျွန်တော်2018မှာ sorry MMA ကိုစတင်ရတယ်ကျွန်တော်2023လောက်မှာတည်းကကျွန်တော် MMA ကိုစတင်နေပြီဘာကြောင့်လဲဆိုတော့ကိုအောင်လာကြီးကြောင့်ကျွန်တော်ဟို channel တစ်ကောင်မှာကျွန်တော်အဲဖတ်လိုက်ရတယ်ပေါ့နော်2023ဆိုတော့တော်တော်ကြာပြီအခု12နှစ်လောက်ရှိပြီပေါ့နော်အဲ့တော့ကျွန်တော်လည်းငယ်ရွယ်သေးတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်ဖတ်လိုက်ရတဲ့အချိန်မှာဟောဒီကစားနေရစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့တန်လာကနဲ့ဘာညာဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကအဲ2018မှာပို့ပြီးတော့ဟိုစိတ်ဝင်စားသွားတာပေါ့နော် MMA ကိုလေဆိုတော့ တကယ်ကိုကျွန်တော်ဘဝရဲ့ကျွန်တော်ခဲ့ရီယာရဲ့တကယ်ကိုအလင်းပြခဲ့တဲ့လူတွေပါပဲ yeah right ကျွန်တော်ဒီ meeting မှာကျွန်တော် upload ခဲ့အချက်ကိုကိုယ့်ရဲ့ form ကမဖြတ်ထားဘူးခေါင်းကပင်ထောက်တာကိုစိတ်ချရပြီဆိုတော့မှတဖြည်းဖြည်းချင်းအပေါ်ကိုကိုးပြီးသွားမှာဟိုကောင်းလာကြီးအမြန်ပြောတဲ့အခါရှိတယ်ကျွန်တော်တို့ဒီဟို i am not good သူ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 အရန်ကောင်းကြီးရမဟုတ်ဘူး i am not perfect သူ perfect မဖြစ်ဘူး i am not talented သူ သူကငိုရဲထဲလန့်ရှိရတူမဟုတ်ဘူးဒါပေမဲ့သူ့မှာတစ်ခုပဲရှိရသူသူတစ်ခုပဲအဲ့ဒါပါလို့ဆိုတော့သူမဆုံးမနဲ့ကြိုးစားတာပေါ့နော်အဲ့စိတ်ကတော့အဲ့အဲ့စိတ်တက်တစ်ခုရခဲ့တယ်ပေါ့နော်ပြီးရင်သူရအနိုင်မခံအရှုံးမပေးတဲ့စိတ်ပေါ့အဲ့ဒါမျိုးကျွန်တော်တို့ရခဲ့တယ်ပြီးရင်သူ training လုပ်တာလေကျွန်တော်တို့ MMA စကားစားတဲ့အချိန်မှာသူ training လုပ်တာလေကြည့်ပြီးတော့အားကြခဲ့ရတယ်ပေါ့နော်ဆိုတော့ဟိုသူ training တိုင်းနဲ့ကျွန်တော်တို့တခါတည်းအဲ့အဲ့အရင်တော့စသော်တုန်းကပေါ့ live လုပ်ဖြစ်တယ်ပေါ့ဆိုတော့ဟိုပြောရရင်တော့ဗျာအာကျွန်တော်ဘဝရဲ့90ရာခိုင်နှုန်းလောက်အထိကိုလွှမ်းမိုးထားနိုင်တဲ့လူပေါ့နော် အဲလီဂျန်တယောက်လို့ပြောလို့ရတာပေါ့ဘာကြောင့်လဲဆိုတော့အာဘယ်လိုခေါ်မလဲဟိုလီဂျန်ဆိုတာတစ်ပို့ပါတယ်ကျွန်တော်တို့ရှင်ထဲမှာအဲ့ထက်ပို့ပြီး commute ပေးနေတာပါဘာကြောင့်လဲဆိုတော့ तू तू ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေ तू ကလက်ဝတ်ထိုးတာတစ်ခုပဲကျွန်တော်တို့ခြားပြသွားတာမဟုတ်ဘူးဗျာ तू ဘဝဘယ်လိုဟို struggle လုပ်ခဲ့ရလဲ तू ဘယ်လောက်ပဲဟိုဒါကောင်းလားတော့ဟိုဒါမီဒီယာရဲ့တိကျရတယ်သူဒီဟိုအစဉ်ပြေမီတာစုဒါပေမဲ့ तू နိုင်ငံရောက်တဲ့အချိန်မှာ तू ဘယ်လို struggle လုပ်ရလဲပြီးတော့လို့ရှင်ဟိုနောက်ပြီးရင် तू ဘယ်လိုမျိုးတွေသူ career change ွားတာဗျာသူကပထမဒီဒီ career မဟုတ်ဘူးဗျာသူရဲ့ profession เนี่ยသူကပြားမွေးတဲ့လုပ်ငန်းလာတာဗျာဆိုတော့ career change တဲ့ပုံမှာလည်းသူဘယ်လောက်ဒီ change ွားတဲ့ပုံမှာလည်းဘယ်လောက်ဒီအကောင့်အောင်မြင်အောင်လုပ်ပြနိုင်တချို့ဆို career change ွားရင်ရှုံးနေွားတာရှိတယ်သူကမဟုတ် career change ွားတဲ့ပုံမှာအောင်မြင်သွားတယ်အဲ့ဒါတွေကလည်းကျွန်တော်တို့ဒီနောက်တက်မဲ့လူငယ်တွေရောကျွန်တော်တို့ကိုယ်နိုင်ကော inspire ယူစရာတခုကိစ္စတခုပေါ့နော်ကျွန်တော်တို့အဲ့လိုပဲမြင်မိပါတယ်ဗျာဟုတ် Yep Yep အာတကယ်ကျေးဇူးတင်ပါတယ်ဟာတကယ်ကျေးဇူးတင်ပါတယ် အဲဒီလိုမျိုး horror film မှာဖြစ်သွားတဲ့ပုံကိုယ်တွေရပဲအဲလုတ်ပေးမှာပဲကျွန်တော်တို့ဒီမြန်မာလက်ဝဲဆိုတာကိုလည်းလုတ်ပြီးမယ်ပြီးွားရင်ကျွန်တော်ဒီမြန်မာနိုင်ငံမှာ fighter ကောင်းတွေရှိပါလားဆိုတာကိုလည်းလုတ်ပြီးမယ်ဆိုတော့သူတို့လုဆောင်ချက်တွေကတကယ်ကိုကောင်းမွန်တဲ့လုဆောင်ချက်တွေပါပဲဒါကျွန်တော်တို့တော့မှမလုံနိုင်ဘူးဗျာတကယ်ကိုဒီလိုပုံကိုယ်တွေလုတ်ပေးရတဲ့အတွက်ကြောင့်မလို့ဟိုကျေးဇူးတကယ်ကိုတင်ပါတယ်